ွားသမီးလေးတွေမူဖွားပေးခဲ့လို့တိမ်မောင်းတောင်းချီတန်ကကြီးလက်ဆောင်ပေးခဲ့တဲ့ဦးမျိုးတန်ကိုအခုလိုမထင်မထားတဲ့ပုံစံမျိုးနဲ့တုံ့ပြန်ခဲ့တဲ့ဇနီးဖြစ်သူမအီမွန်သူမကိုကတိမ်မောင်းတောင်းချီတန်နဲ့ကကြီးကိုလက်ဆောင်ပေးခဲ့တဲ့အဖေအရွယ်အဖိုးအရွယ်ခင်မွန်းကိုမထင်မဖဲပုံစံနဲ့တုံ့ပြန်ခဲ့တာကတော့ဦးမျိုးတန်ရဲ့ဇနီးတဲ့မအီမွန်ပါရှင်ဦးမျိုးတန်ဆိုတာကတော့မန္တလေးမြို့ကမြို့မြို့မှာကမ္ပဏီပိုင်ရှင်တရေကြီးဖြစ်ပြီးတော့မြန်မာနိုင်ငံကအမျိုးသားတူကြီးတရက်လုံးအားကျရတဲ့တရေကြီးတဦးလို့ဆိုရပါလိမ့်မယ်ဒါကလည်းဦးမျိုးတန်ဟာအသက်60ရွယ်မှာသမီးအရွယ်တင်မကမြင့်အရွယ်လောက်ရှိတဲ့ဇနီးက ဲ့စကြောလေးကိုလက်ထပ်လိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။တတိကြီးဦးမျိုးတန်းဟာပထမအိနောင်နဲ့ဇနီးတဲ့စောမကွလန်သွားပြီးတဲ့နောက်တယောက်ထဲအထီးကျန်နေရကနေမြည့်ရွယ်လောက်ရှိတဲ့ငငယ်ချောချောဇနီးချောလေးမအီမုံကိုတိမ်ပေါင်းတောင်းချီတင်တော့ကလက်ထပ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဦးမျိုးတန်းကဇနီးငငယ်ချောချောလေးကိုလိုလီသေးမရှိအောင်ထိုင်းရင်းနဲ့တာယာတဲ့အိနောင်ကြီးတစ်ခုကိုတိစောက်နိုင်ခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်ဦးမျိုးတန်းဟာအသက်ကြီးပေမဲ့မပြည့်စုံသေးဘူးဆိုတဲ့အတိုင်းဇနီးတဲ့ချောချောလေးကိုသမီးလေးနှစ်ယောက်အမွာဘူးကိုဝင်ရအောင်စနိုက်ပါပစ်တယ်လို့တစ်ချက်တည်းနဲ့စွန့်ဆောင်နိုင်ခဲ့တာပါရှင်။ဒါကြောင့်လေ ဲ့ဦးမျိုးတန်ကိုတော်တော်လေးချီးကျူးနေကြတာဖြစ်ပါတယ်။ဦးမျိုးတန်ကိုရိုင်းကလည်းအမဝူသမီးလေးရပြီးမှသမီးလေးနှစ်ယောက်နဲ့ဇနီးငယ်ငယ်ချောချောလေးအတွက်ဘာသာရေးသာသနာရေးလမ်းခင်းကြောင်းဆောက်ဖရတဲအဆရှိတဲ့အလှူတန်းမျိုးစုံကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။တာပြည့်ဦးမျိုးတန်ကဆွေမျိုးမိသားစုတွေအတွက်ကျမ်းမာရေးလူမှုရေးအတွက်စေကန်းဆောက်ပေးတာ၊စေုံဆောက်တာ၊လမ်းခင်းတာတွေလုပ်ခဲ့ပါတယ်။တာပြည့်ပြီးခဲ့တဲ့ငလင်ဘေးမှလည်းဦးမျိုးတန်ကတိန့်ထောင်ပေါင်းများစွာလှူဒန်းနိုင်ခဲ့တာဖြစ်ပါတယ်။ဦးမျိုးတန်ရဲ့အဆိုအရတော့သမီးအမဝူလေးတွေမူပွားပြီးကြတဲ့ကနေအခုချိန်ထိသိန်းပေါင်း၈၀၀၀ကျော်လှူဒန်းပြီးပြီ။ ည်းလို့ဆိုပါရယ်တတိကြီးဦးမျိုးတန်းကဒီလိုမျိုးပြန်ပမှာအလှတန်းတွေပဲပြုလုပ်နေတာမဟုတ်ပါဘူးသူရဲ့သမီးလေးလေးကိုမူဖွားပေးတဲ့ချစ်စရာအသက်ငငယ်နဲ့ဇနီးချောလေးကိုလည်းတံမိုးကြီးမားတဲ့လက်ဆောင်တစ်ခုပေးခဲ့ပါရယ်ဦးမျိုးတန်းကဇနီးချောလေးမအိမွန်ရဲ့မွေးနေ့မှာတံမိုးသိန်းထောင်ချီတောင်းချီရှိတဲ့တတိတွေမှာစီးနိုင်တဲ့ခရီးဆိုရန်တိုဇင်ခန်ကားကြီးတစ်စီးကိုချစ်သက်လက်ဆောင်ပေးခဲ့တာဖြစ်ပါရယ်တတိကြီးဦးမျိုးတန်းကဇနီးငငယ်ချစ်ချောလေးကိုဒီလိုတံမိုးကြီးချစ်သက်လက်ဆောင်ပေးတာမျိုးကဇနီးချောလေးကသူ့အတွက်ချစ်စရာသမီးလေးနှစ်ယောက်မူဖွားပေးလို့ဖြစ်တယ်လို့၆တွေ့နေတဲ့သူ့ရဲ့ဘဝလေးကို ကိုတခါပြန်လည်စိမ့်လန်းစုပြေးပျော်ရွှင်မှုတွေယူဆောင်ပေးလာလို့ဖြစ်တဲ့အကြောင်းလေးပြပြပြီးခဲ့ပါတယ်။အခုခါမှာတော့ဦးမျိုးတန်းရဲ့ဇနီးချောင်းလေးမအီမွန်ကလေအခုလိုတံမိုးကြီးလက်ဆောင်ပေးတဲ့ခင်မုန်းတွေကိုမချစ်မထားတဲ့ပုံစံနဲ့တုံ့ပြန်ခဲ့တာပါရှင်။မအီမွန်ကဦးမျိုးတန်းကိုချစ်ကိုကြီးလို့နှွေးထွေးစွာခေါ်လိုက်ကမင်္ဂလာဆောင်တာကထုံနှင်းစင်လာရဆိုပေမဲ့စီတနာပါရင်းမထဲကလာတဲ့ချစ်ချင်းမြတ်တာရင်းနဲ့သူမမျက်နှာမငယ်ရအောင်ခန္ဓာတက်နေစွာမင်္ဂလာဆောင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကိုကြီးဆိုပြီးပြောလိုက်တာဖြစ်ပါတယ်။ဒါပြဦးမျိုးတန်းဟာသူမကိုလက်ထက်ပြီးနောက်ပိုင်းမှာလေခင်မုန်းလို့တာမက ဖခင်ကြောင်လို့အကိုကြီးတယောက်လိုပါချစ်မြတ်လို့ပြီးလို့ကျေးဇူးတင်ကြပြောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေသူမဘကချစ်စနီကောင်းပြီးသားစွာနဲ့ခမုတ်တဲ့အတွဲအမဝသမီးဦးလေးနှစ်ယောက်ကိုလက်ဆောင်မွေးပေးခဲ့တယ်လို့ဦးမျိုးသက်ကလည်းမြစ်တာတရားကြီးမစွာနဲ့တိန်းတောင်းချီတန်ကားတစီသူမအတွက်ဝယ်ပေးလို့ကျေးဇူးတင်ကြမအီမွေးကပြောလာခဲ့ပါတယ်။ဒီလိုသူမကိုကားကြီးတစီဝယ်ပေးတယ်လို့ခမုတ်ကောင်းပြီးသားစွာနဲ့ချစ်ပြီးလို့သူမဘကလည်းအရင်ထက်စတဲ့တဘူပို့ပြီးတော့ချစ်ပါမယ်ဆိုပြီးတော့မအီမွေးကခမုတ်တဲ့ကြီးဦးမျိုးသက်ကိုပြောလိုက်တာဖြစ်ပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ရောဥမျိုးသက်ကိုအားကျနေကြပြီလားဆိုတာပြောသွားပေးခဲ့ကြပါအောင်ရှင်။